မင်္ဂလာပါကလေးလေးတွေ primary school တွေမသွားခင်မှာ preschool အတန်းလေးစိတ်ဝင်စားရင်တက်ရောက်လို့ရအောင် jumbury ရဲ့ preschool program လေးနဲ့မိတ်ဆက်ပေးပါရစေ ဂျင်ဘူရီရဲ့ preschool program လေးမှာဆိုရင် regular preschool staff regular school skill ဆိုပြီးတော့၅မျိုးရှိပါတယ်။ဒီ preschool program လေးကို2016ကစပြီးလက်ရှိအထိ batch များစွာဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။တနှစ်မှာ trimester အနေနဲ့အတန်းသုံးတန်းပါဝင်ပြီးတော့ Montessori approach, Reggio Emilia ရဲ့ early childhood method တွေကိုအခြေခံပြီးတော့သင်ကြားပေးပါတယ်။ terms တစ်ခုမှာ individual မိဘနဲ့ progress လေးတွေဆွေးနွေးပြီးတော့ကလေးလေးတွေအတွက်ထိရောက်တဲ့ benefit လေးတွေရအောင် discussion time လေးနဲ့နှစ်ကြိမ်ပါဝင်ပါမယ်။ outdoor activity လေးတွေရအောင်နဲ့ပြင်ပဗဟုသုတလေးတွေကျွဲဝစေရန် fit trip လေးတစ်ချိန်လည်းပါဝင်ပါသေးတယ်အတန်းမစခင်မှာအတန်းတောက်လျှောက်တင်ကြမယ့်အကြောင်းအရာများနဲ့အတန်းတွင် information များပါဝင်မဲ့ activity များကိုတိုက်ရိုက်သိရှိစေမဲ့ application ကိုရှင်းပြတဲ့ parent orientation လေးလည်းပါဝင်ပါသေးတယ် primary school တွေမတက်ရောက်ခင်မိဘဒါမှမဟုတ်အုပ်သိမ်းသူမပါဘဲနဲ့ကလေးလေးတွေ confident ရှိရှိ independent ဖြစ်ဖြစ်ဖြစ်တတ်နိုင်အောင်လေ့ကျင့်ပေးတဲ့နေရာမှာအရေးကြီးတယ် ယင်းနိပိတာ environment မှာမိမိတို့ငယ်စဉ်ကတည်းကသင်ကြားရတဲ့ teacher တွေနဲ့အတူတူ separation anxiety ကိုအချိန်တိုအတွင်းမှာစမှတ်ကြကြဖြတ်ကျော်နိုင်ခြင်းတန်တဲ့ကလေးဥယျပါမူတည်ပြီးတော့အရေးချင်းပြေးွားတဲ့ teacher တွေကနေပြီးတော့ 3s to 1 or 4s to 1အချို့ကျရှိနေပေးခြင်းတော့ကြောင့်ကလေးငယ်တယောက်ချင်းစီတိုင်းရဲ့သင်ကြားမှုကိုထိရောက်စွာသင်ကြားပေးနိုင်ခြင်း ိုင်မာထိရောက်တဲ့ curriculum နဲ့အပြင်ကလေးငယ်တွေအတွက် confident lifelong learner လေးများဖြစ်အောင် foundation တွေပါပြင်ဆင်ပေးလိုက်ခြင်းကြောင့် academic ကျောင်းများရွေးချယ်တဲ့အခါမှာ curriculum barrier များမဖြစ်နိုင်ပေနှစ်သက်ရာအကြောင်းကိုရွေးချယ်ပေးနိုင်ခြင်းအတန်းတွင်းသိလိုတဲ့ information များကိုအချိန်နဲ့တပြေးညီသိနိုင်ခြင်းနဲ့မိမိတို့ရဲ့ကလေးလုံခြုံစိတ်ချမှုအတွက် virtual mirror များတပ်ဆင်ထားတဲ့အတွက်ကြောင့်မို့လို့ကလေးငယ်ရဲ့အတန်းတွင်းအခြေအနေများကိုလည်းအချိန်မီွေးလာရောက်စစ်ဆေးနိုင်ပါတယ် အခုပြောပြပေးသွားတဲ့အတန်းလင်းကတော့တစ်နှစ်မှာ3 times ပါဝင်တာမို့လို့အမြန်ဆုံး information လေးတွေကိုစုံစမ်းဖို့ဖိတ်ခေါ်ပါရစေ။